ဒီမန့်ကမြတ်စွာဘုရားကိုကလားလို့ပြောတဲ့အတွက်ကြောင့်ကလားမဟုတ်ကြောင်းသူစဉ်ဖြည့်ရှင်းပြီးပြောထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်သူကဗာမှန်ထားတာလဲဆိုရင်ဥစဉ်ဒီအန်လီစစ်ကြည်ရဲ့လားတဲ့အဲ့ဒီအချက်ကိုဥစဉ်ကရေးချင်းတာနော်မြတ်စွာဘုရားကပြိဋိဘံဆန်သွားပြီဖြစ်တဲ့အတွက်ကြောင့်လောကထဲမှာမရှိတော့ဘူးအဲ့ဒီလိုလောကထဲမှာမရှိတော့တဲ့ပုဂ္ဂိုလ်မြတ်တယောက်ကိုဒီအန်လီစစ်ကြည်မယ်လို့ပြောတာဟာတော်ယုံအယူပြောတာတော့မဖြစ်နိုင်ဘူး တော်တော်ခအောင်ယူနေတဲ့အယူပြောတာပဲဖြစ်မယ်နော်လောကထဲမှာမရှိတော့တဲ့ပုံကုတ်မြတ်တယောက်ကိုဒီအန်လေးစိတ်ကြည်ကျင်တယ်ဆိုရင်တော့တမလွန်လိုက်သွားပေါ့နော်ဂေါရမဗမာပွင့်တာလဲထက်ပြောအောင်လေအိန္ဒိယနယ်ပါမဟုတ်ရင်မြန်မာနိုင်ငံသားလားတဲ့ဒါဆိုရင်ဥစဉ်ကလည်းပြန်မေးပါရစေအိန္ဒိယနိုင်ငံမှာမွေတိုင်းကလားဖြစ်ရမယ်ဆိုရင်အခုအိန္ဒိယနိုင်ငံမှာရှိတဲ့လူတွေအားလုံးဟာတယောက်မကြံကလားတွေကြီးပဲလားမြန်မာနိုင်ငံမှာမွေးတဲ့ကလားကရော မြန်မာနိုင်ငံမှာမွေးတာနဲ့ပဲမြန်မာလူမျိုးဖြစ်သွားရောလားဟွန်းတိတိချာချာလေ့လာပြီးမှပြောပါရမ်းမပြောပါနဲ့နော်ဂေါရမမြန်မာပြည်ရောက်ဖို့တဲ့အထောက်အထားလေးပြောပေးပါဦးတဲ့ဥပရိပါဏာသပါဠိတော်မှာအရှင်ဘုံနာမထေရပြင်ဖိမှုကြောင့်မြတ်စွာဘုရားဟာပုဏ္ဏပရန္တာတိုင်းဝါနေဇရွာကိုကြွားဖို့တယ်လို့ဆိုတယ်အဲ့ဒီပုဏ္ဏပရန္တာတိုင်းဝါနေဇရွာဟာယနေ့ခေတ်ဆိုရင်မြန်မာနိုင်ငံဤစကိုင်းအရေးဖြစ်တယ်လို့စာပေပညာရှင်များကဆိုထားတယ်နော် မပိုင်ရှင်ကအထောက်ထားနဲ့ပြောပါဆိုလို့ဦးစင်ကအထောက်ထားနဲ့ပြောလိုက်တာပါနော်ဂေါတမနှစ်ဖူးဘော်ကစင်တူးကမြန်မာအမှတ်တစိတ်လားတဲ့အဲ့ဒါပဲမြတ်စွာဘုရားရဲ့နှစ်ဖူးဘော်ကအမှတ်ကိုတွေ့တာနဲ့ပဲကလားလို့ထင်တဲ့သူတွေကထင်နော်ဦးစင်တို့ဗုဒ္ဓဘာသာဝင်တွေအဲမှာတောင်မှအဲ့ဒီနှစ်ဖူးဘော်ကအဆက်ကိုကြည့်ပြီးတော့မြတ်စွာဘုရားကိုကလားလို့ထင်တဲ့လူတွေရှိတယ်အဲ့ဒီနှစ်ဖူးဘော်ကအဆက်ကကလားအမှတ်တစိတ်မဟုတ်ဘူးဗျနော်အုံနှလုံးမွေးရှင်လို့ခေါ်တယ် ဆွဲဆန့်လိုက်မယ်ဆိုရင်အတောင်ခန့်ရှိတယ်နော်သူ့ဘာသာသူနေမယ်ဆိုရင်လက်ရည်ခွေပြီးတော့အဝိုင်းပုံစံလေးဖြစ်နေတာအဲ့ဒီသင်္ကေတကလူတိုင်းမှာမရှိဘူး30ပုံမှာအမျက်ဆုံးဖြစ်တဲ့ယောက်ျားကောင်းယောက်ျားမြတ်တယောက်မှာပဲရှိတယ်နော်မြတ်စွာဘုရားလက်ထက်တုန်းကယောက်ျားကောင်းယောက်ျားမြတ်တွေကိုရွေးချယ်မယ်ဆိုရင်အဲ့ဒီအချက်ကိုကြည့်ပြီးတော့ရွေးချယ်တာနော်ဒါကြောင့်နှစ်ဖူးပေါ်ကအမှတ်ကိုမြင်တာနဲ့ပဲကလားလို့မထင်ပါနဲ့အဲ့ဒီလိုထင်တာဟာကိုဘဟုတုတမရှိကြောင်းချက်ပြရာရောက်ပါတယ်နော် ဒါကြောင့်မြတ်စွာဘုရားသည်ကလာလာခတိယအနယ်လားဆိုတာသိအောင်အရင်ဆုံးလေ့လာပါပြီးမှဥစဉ်အကောက်ထဲကိုလာရေးပါအထောက်ထားမရှိဘဲနဲ့ပုံပန်း၄၀ဒီမရေးပါနဲ့နော်ယူသေးစွာမေးလျှောက်အပ်ပါတယ်မြမမင်းကိုယ်တည်းကိုမာနဲ့ဝင်ဘူးလို့ရပါသလားတဲ့အဲ့ဒီမိခွန်းကိုဥစဉ်တခါတုန်းကမှားပြီးဖြေဘူးပါတယ်မှားဖြေရတဲ့အကြောင်းရင်းကလည်းပဲစတက်ပေတဲ့နာမည်ကြီးဆရာတော်တစ်ပါးက မြန်မာမင်းကိုတဲကိုမာနဲ့ဝင်ပူးတာနဲ့ပတ်သက်ပြီးတော့နတ်တွေကမြန်မာတွေကိုမြင်ရဖို့မဆိုထားနဲ့မြန်မာအချင်းချင်းတောင်မှအောက်အောက်ကမြန်မာတွေကအထက်အထက်ကမြန်မာကြီးတွေကိုမတွေ့ရဘူးအထက်အထက်ကမြန်မာကြီးတွေကသာအောက်အောက်ကမြန်မာတွေကိုတွေ့ရပြီးတော့အထက်ကမြန်မာကြီးတွေကအောက်ကမြန်မာငယ်တွေကိုမြင်ရအောင်ဖန်ဆင်းပြမှတာအောက်ကမြန်မာတွေကအထက်ကမြန်မာကြီးတွေကိုတွေ့ရတယ်လို့ဟောကြားပါတယ်အဲ့ဒါကိုနားကြားလိုက်ရတဲ့အခါမှာဦးစင်းကဖြစ်နိုင်တယ်ဆိုပြီးတော့ မ္မမင်းကိုယ်တည်းကိုမနဲ့ဝင်ဘူးတာမဟုတ်ဘူးလို့ဖြင်မိပါတယ်နော်နောက်တော့တန်တရာဖြစ်လို့သူတက်ကကိုပြန်ပြီးလိလာကြည့်တဲ့အခါမှာမြမရဲ့ကိုယ်တည်းကိုမနဲ့ဝင်ဘူးတာတွားတွေ့ပါတယ်မြမတွားတွေ့တာလဲဆိုလို့ရှိရင်မိသိမနေကမူလပါဏာတပါဠိတော်သုလယမကဝတ်မြမနိမန်တဏိကတို့မှာတွားတွေ့တာပါမြမမင်းကိုယ်တည်းကိုမနဲ့ဝင်ဘူးတယ်ဆိုလို့ဘဂမြမကြီးရဲ့ကိုယ်တည်းကိုဝင်ဘူးတာမဟုတ်ပါဘူးနော်အလိုအကျွေးဖြစ်တဲ့ ဗြမပါရိသစ္စဗြမကိုဝင်ပူးတာပါ။ဒါကြောင့်ဖះဟောចံကံအရဗြမမင်းရဲ့ကိုယ်တဲကိုမာနဲ့ဝင်ပူးလို့ရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်နော်။ဖုံဖုံဖះတပည့်တော်တို့သိထားတဲ့ဒေဝတက်ကမြေမျိုးပြီးတည်တာလို့သိထားပါတယ်ဖះ။အိန္ဒိယဇကာတဲကဖះကိုလုတ်ကြရင်တည်သွားတာဘယ်ဟာပုံမှန်လဲဖះတဲ့။အိန္ဒိယဗုဒ္ဓဝင်ဇကားတွေကအမှားများတယ်နော်တချို့ဗုဒ္ဓဘာသာဝင်တက္ကရာမတွေက အဲ့ဒီအိန္ဒိယဗုဒ္ဓဝင်ဇာကားတွေကိုကြည့်ပြီးအမှန်လို့ထင်တတ်ကြတယ်။အဲ့ဒီအိန္ဒိယဗုဒ္ဓဝင်ဇာကားအမှားတွေကအမှား၃ချက်လောက်ကိုဥစဉ်ဖော်ပြပါမယ်။ပထမတစ်ချက်ကနမိတ်ကြီး၄ပါးမြင်တဲ့အချက်ပါ။အဲ့ဒီအိန္ဒိယဗုဒ္ဓဝင်ဇာကားထဲမှာဖရာအလောင်းက နမိတ်ကြီး၄ပါးကိုတနေ့ထဲမြင်တဲ့ပုံစံပြထားပါတယ်။တကယ်တော့မှားပါတယ်နော်။ဖရာအလောင်းဒီနမိတ်ကြီး၄ပါးကို၄လတစ်ချိန်မြင်တာဖြစ်ပါတယ်။ ူအိုကိုမြင်ပြီးလို့လေးလကြာမှသူနာကိုတစ်ကြိမ်မြင်ပါတယ်။သူနာကိုမြင်ပြီးလို့လေးလကြာမှသူသေးကိုတစ်ကြိမ်မြင်ပါတယ်။သူသေးကိုမြင်ပြီးလို့လေးလကြာမှယဟန်ကိုတစ်ကြိမ်မြင်တာဖြစ်ပါတယ်။အဲ့ဒါကအမှန်ပါနော်။နောက်နံပါတ်2အဲ့ဒီအိန္ဒိယဗုဒ္ဓဝင်ဇာကားထဲမှာဒေဝရက်ကမြတ်စွာဘုရားကိုလှုပ်ကြရင် ခြေချော်ပြီးပြုတ်ကြလို့တည်တယ်ဆိုပြီးရိုက်ထားပါတယ်။မှားပါတယ်နော်။ဒေဝရက်ဒီမြတ်စွာဘုရားကိုသွေးစင်းတီအောင်ပြုတ်တဲ့ကံရဲ့မြတ်စွာဘုရားဤတပိသာတာဝကတွေကို ခိုင်းခွဲသွားအောင်တန်ကာတင်းခွဲတဲ့ကံရယ်အဲ့ဒီကံကြောင့်မြေမျိုးပြီးတည်တာဖြစ်ပါတယ်အဲ့ဒါကအမှန်ပါနော်နောက်နံပါတ်1မြတ်စွာဘုရားသည်ဒုက္ခရစရိယအကျင့်ကို6နှစ်တိုင်တိုင်ကျင့်တဲ့အခါမှာအကျင့်လွန်နေတဲ့အတွက်ကြောင့်နှစ်သားကဆောင်းဆင်းတီးပြီးတင်းလုံးလျင်လဲပြတ်တယ်ညော်လုံးလျင်လဲပတ်တယ်မယောမတင်စောင်းကျိုးညှင်းတကဲသူကျင့်ပါဆိုပြီးသတိပေးတဲ့အနေနဲ့အဲ့ဒီအိန္ဒိယဗုဒ္ဓဝင်ဇာတ်ကားထဲမှာရိုက်ထားပါတယ်အဲ့ဒါလည်းမှားပါတယ်เนาะ ။ဦးဇင်းတို့မြတ်စွာဘုရားကလောကီမှာဆရာရှိပေမဲ့လောကုတ္တရာမှာဆရာမရှိပါဘူး။အဲ့ဒီလိုလောကုတ္တရာမှာဆရာမရှိတဲ့အတွက်ဘုရားရှင်ရဲ့ဂုံတော်ထဲမှာသစ္စာလေးပါးမြတ်တရားကိုဆရာမကူတန်ရပူညာဖြင့်ကိုတော်တိုင်ထိုးထွင်း၍သိမြင်တော်မူသောမြတ်စွာဘုရားဆိုတဲ့အချက်ပါတာဖြစ်ပါတယ်။တဦးတယောက်ကကူညီလိုက်လို့ဘုရားဖြစ်သွားပါတယ်ဆိုရင်အဲ့ဒီဂုံတော်ဟာမှားမှာဖြစ်ပါတယ်နော်။ ဒါကြောင့်မြတ်စွာဘုရားသည်တစ္ဆာလေးပါးကိုထိုးထွင်းပြီးသိတဲ့နေရာမှာဘသူရဲ့အကူအညီမှမပါပါဘူး။ဒါကြောင့်အိန္ဒိယဗုဒ္ဓဝင်ဇာကားတွေကိုအမှန်မထင်ပါနဲ့။အိန္ဒိယဗုဒ္ဓဝင်ဇာကားတွေဟာအမှားများတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဖုံဖုံတပည့်တော်ကိုဖျားရှင် ပထမဆုံးပြောခဲ့တဲ့ဇာကားသုံးခွန်းကို ဖြည့်ပေးတော်မူပါဖုံဖုံတဲ့။ဖျားအလောင်းပြောခဲ့တဲ့ပထမဦးဆုံးဇာကားသုံးခွန်းက၁အဂောဟမတမိလောကတ္တ နှစ်သစ္ထောဟမတမိလောကတ္တသုံးသစ္ထောဟမတမိလောကတ္တပဲဖြစ်ပါတယ်အဓိပ္ပာယ်ကတစ်အဂောဟမတမိလောကတ္တငါသည်လောက၃ပါးတွင် အမျက်ဆုံးဖြစ်၏နှစ်သစ္ထောဟမတမိလောကတ္တငါသည်လောက၃ပါးတွင် အကြီးဆုံးဖြစ်၏သုံးသစ္ထောဟမတမိလောကတ္တငါသည်လောက၃ပါးတွင်အချင်းမွားအဆုံးဖြစ်၏လို့ဆိုလိုခြင်းဖြစ်ပါတယ် ။တရေဆိုတာတကယ်ရှိလို့လားဖေယ။တပည့်တော်မကမယုံလို့ပါဖေယတဲ့။မယုံတာပဲကောင်းပါတယ်နော်။ယုံနေရင်ကြောက်နေအောင်ပါ။ပရေတစီဆိုတာတကယ်ရှိပါတယ်။ပရေတစီတွေတကယ်ရှိကြောင်းကိုဝိမာနဝိထုပါဠိတော်နဲ့ပေတာဝိထုပါဠိတော်တို့မှာမြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားထားပါတယ်။ဖះဟောရှိတော်လည်းပဲ ကံတရားကစီမံပေးထားလို့မမြင်ရတဲ့အခါမှာလူတွေကတရားတစီရှိတယ်ဆိုတာကိုမယုံကြပါဘူးเนาะဥသိန်းကိုဥသိန်းရဲ့မဲတော်ဟာကိုဝန်ဆောင်ထားတဲ့အချိန်မှာအခန်းထဲမှာအိပ်ပျော်နေခြင်းအခန်းတကားလာခောက်လို့ဖွင့်ပေးလိုက်တဲ့အခါမှာခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးနဲ့လူတယောက်မတ်တက်ရက်နေတာကို မြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာဥသိန်းရဲ့မိခင်က လန့်ပြီးတော့သတိလက်သွားပါတယ်เนาะ အဲ့ဒီအကြောင်းအရာကိုလူကြီးတွေပြန်ပြောပြလို့ဥစဉ်သိရတာပါ။ဒါကြောင့်တရေတစေဆိုတာဟာတကယ်ရှိပါတယ်။မြင်နိုင်တဲ့စွမ်းအားမရှိကြလို့တရေတစေတွေကိုမရှိဘူးလို့ထင်နေကြတာပါနော်။တရေအချောက်ခံရရင်ဘေဂါထာရွတ်တင်လဲဥစဉ်တဲ့။တခါတုန်းကနွားចောင်းသားတယောက်ညနေဆောင်လို့နွားចောင်းပြီးအိမ်ပြန်လာတဲ့အခါမှာ ပရဲတကောင်ကပြစ်ပင်ခွာကြားကနေစောင်းစောင်းထိုင်ပြီးခြောက်ပါတယ်အဲ့ဒီတရဲကလည်းပဲဖုန်ကြီးဘွားကနေဖြစ်လာတာเนาะဘွားကြောင်သားကလည်းပဲဖះစာဆိုလို့မေတ္တာတုတ်ပဲရပါတယ်မေတ္တာတုတ်ထဲမှာရေကေစီဆိုတာပါတယ်လीမေတ္တာတုတ်ယူဖို့တဲ့ဒကာဒကာမတွေသိကြပါတယ်တရဲအချောက်ခံရတဲ့အခါမှာနွားကြောင်သားကသူရတဲ့မေတ္တာတုတ်ကိုရွတ်ပါတယ်ကြောက်ကြောက်နဲ့ရွတ်ရတာဆိုတော့ အဲ့ဒီရေကေစီဆိုတာကိုကြော်သွားပါတယ်အဲ့ဒီအခါမှာတရေကဟေ့နွားចောင်းသားနေမေတ္တာတို့ရွတ်တာရေကေစီကြံနေခဲ့တယ်กว่าဆိုလှမ်းထောက်ပေးပါတယ်เนาะအဲ့ဒီအခါမှာနွားចောင်းသားလည်းပဲဟာတရေကမေတ္တာတို့တောင်မကြောက်ပါလားဆိုပြီးထွက်ပြေးပါလေရောဒါကရေစရာပြောပြတာเนาะတရေအချောက်ခံရရင်ဘယ်ဂါထာရွတ်ရမလဲဆိုတော့တရဏဂုံရွတ်ပါတရဏဂုံဟာရွတ်ရတာလေလွယ်ကူသလို့ ထိရောက်မှုလည်းရှိပါတယ်เนาะတရဏဂုံရွတ်တဲ့ပုံကိုယ်တွေကိုဘယ်တရေတစီမဆိုကြောက်ပါတယ်ဒါအပြင်တရဏဂုံရွတ်တဲ့ပုံကိုယ်တွေကိုလူတွေလည်းချစ်တယ်လက်တွေလည်းချစ်ပါတယ်ဒါကြောင့်တရဏဂုံပဲရွတ်ပါလို့ပြောခြင်းပါတယ်